တတိထားရမယ့်အစုံသုံးအလုပ်ခေါ်စာများတချို့အလုပ်ခေါ်စာတွေမှာခေါ်တဲ့ရာထူးနဲ့မသက်ဆိုင်တဲ့အလုပ်တော်ဝင်တွေကိုထည့်သွင်းဖော်ပြလာကြတာကိုတွေ့နေရပါတယ်တကယ်တော့ဒီအချက်ကအလုပ်ရှင်နဲ့အလုပ်လျှောက်သူနှစ်ဦးနှစ်ဖက်ဆုံးရှုံးမှု ဖြစ်စေတယ်ဆိုတာကိုသတိပြုမိဖို့လိုပါတယ်အလုပ်ကိုင်းရှာဖွေရေး website တွေလူမှုကွန်ရက်တွေပေါ်မှာမကြာခဏဒီလိုအလုပ်ခေါ်စာတွေတွေ့လာရပါတယ် ဥပမာရုံးကူတူခေါ်တာဖြစ်ပေမဲ့ marketing buyer ID buyer customer service စတဲ့မသက်ဆိုင်တဲ့ကျွမ်းကျင်မှုတွေကိုပါတောင်းဆိုထားတဲ့အလုပ်ခေါ်စာတွေကိုအစုံသုံးအလုပ်ခေါ်စာလို့ခေါ်ရမှာပဲဖြစ်ပါတယ်။ဒီလိုအစုံသုံးအလုပ်ခေါ်စာတွေကအလုပ်ရှင်ရောအလုပ်လျှောက်သူအတွက်ပါဗတ်ပေါင်းစုံကနေဆုံးရှုံးမှုတွေဖြစ်စေပါတယ်။အလုပ်ရှင်များအတွက်ဆုံးရှုံးမှုများပထမဆုံးချက်အနေနဲ့ကတော့မမှန်ကန်တဲ့ရောက်ထားသူတွေကိုဆွဲဆောင်တာပါ။ job description ထဲမှာမသက်ဆိုင်တဲ့အလုပ်တာဝန်တွေအများကြီးပါနေတဲ့အခါကိုတကယ်လိုချင်တဲ့ယာရုအတွက်အရေးချင်းပြည့်မီတဲ့သူတွေအစားအလုပ်ခေါ်ကြပါအချက်အလက်တွေနဲ့အပေါ်ယံကိုက်ညီယုံတသက်လူတွေက ရောက်ထလာကြပါတယ်ဒါကအလုပ်ရှင်အတွက်အချိန်ကုန်လူကုန်များစေပြီးမှန်ကန်တဲ့ talent ကိုရှာဖွေရမှာခက်ခဲစေရာကိုသတိပြုစီလိုပါတယ်ကိုဘက်ကကျွမ်းကျင်ဝင်နေရရှိနိုင်တဲ့အခွင့်အရေးကိုဒီအချက်ကြောင့်ဆုံးရှုံးနိုင်ပါတယ်ဒုတိယအချက်ကတော့အကောင်းဆုံးသူကိုရွေးချယ်နိုင်မှုနေပါတာပါ လုပ်ငန်းခွင်လိုအပ်ချက်တွေကိုရှင်းရှင်းလင်းလင်းမဖော်ပြနိုင်တဲ့အခါအရေးချင်းအမှန်ကိုဆုံးဖြတ်ဖို့ခက်ခဲစေပါတယ်။အလုပ်ရှင်ကတကယ်လိုအပ်တဲ့ကျွမ်းကျင်မှုရှိသူကိုမရွေးချယ်မိပဲဖက်ပေါင်းဆောင်မှနည်းနည်းပပသိယုံတာမန်လူကိုသာရွေးချယ်မိသွားနိုင်ပါတယ်။ဒီအချက်ကလည်းကုမ္ပဏီတွေအနေနဲ့သတိပြုသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ တတိယအချက်ကတော့ဝန်ထမ်းထိမ့်သိမ်းမှုပြဿနာများပဲဖြစ်ပါတယ်။မမျှော်မှန်းထားတဲ့တာဝန်တွေကိုယ့်ရဲ့ကျွမ်းကျင်မှုနယ်ပယ်နဲ့မကိုက်ညီတဲ့လုပ်ငန်းတွေအများကြီးကိုတပြိုင်တည်းထဲလှုပ်ဆောင်ခိုင်းတဲ့အခါဝန်ထမ်းတွေရဲ့အစိမ့်ချတတ်မှုနည်းပါးလာပါတယ်။ဒါကဝန်ထမ်းတွေအတွက်အလုပ်ထွက်နှုန်းမြင့်မားစေပြီးကုမ္ပဏီအတွက်ဒီလိုမကြာခဏအလုပ်ထွက်ခေါ်ဝန်ထမ်းထက်ခန့်အလုပ်အကြောင်းသိအောင်သင်တန်းပေးရာတွေကြောင့်ကုန်ကျစရိတ်ပိုများစေပါတယ်။နောက်ဆုံးအချက်ကတော့ကုမ္ပဏီပုံရိပ်ထိခိုက်စေတာပါပဲ အထက်ပါအချက်တွေကြောင့်ကုမ္ပဏီကနာမည်ကုန်သတင်းထိခိုက်စေပါတယ်။မရေရာမသိကြတဲ့အစုံထုတ်ထားတဲ့အလုပ်ခေါ်စာတွေကြောင့်ကုမ္ပဏီက professional မဆန်ဘူးဒါမှမဟုတ်လုပ်ငန်းလိုအပ်ချက်တွေကိုရှင်းရှင်းလင်းလင်းနားမလည်ဘူးဆိုတဲ့ပုံရိပ်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကအရေးချင်းရှိတဲ့ပညာရှင်တွေကိုဆွေးဆောင်နိုင်ဖို့အတားအဆီးဖြစ်စေပါတယ်။အလုပ်လျှောက်သူများအတွက်ဆုံးရှုံးမှုများအဆုံးသောအလုပ်ခေါ်ကြတွေကြောင့်အလုပ်လျှောက်သူတွေဘက်ကဒီအချက်တွေဆုံးရှုံးနိုင်ပါတယ်။ ပထမဆုံးချက်ကတော့အချိန်နဲ့စမ်းအင်ဖြုံးတိမိတာပါ။အလုပ်ရသူတွေက job description ပါအချက်အလက်တွေနဲ့ကန့်ညီအောင်ကိုယ့်ရဲ့ CV resume နဲ့ cover letter တွေကိုအချိန်ယူပြင်ဆင်ရပါတယ်။ဒါပေမဲ့အလုပ်ခေါ်ကြကအဆုံးထုတ်ထားတဲ့အခါဘယ်ချက်ကိုအလေးထားရမယ်မသိဘဲအချိန်ကုန်လူပန်းဖြေရပါတယ်။ဒုတိယအချက်ကတော့စိတ်ရှုပ်ထွေးမှုနဲ့စိတ်ပြတ်အားငယ်မှုကိုရင်ဆိုင်ရတာပါပဲ။မသက်ဆိုင်တဲ့ job description တွေကြောင့်ဘယ်အလုပ်ကိုလျှောက်တင်လဲဆိုတာဆုံးဖြတ်ရခက်ခဲစေပါတယ်။ လျှောက်ထားပြီးတဲ့အခါမှာလဲမျောမှန်းထားတဲ့အလုပ်တော်ဝင်တွေမဟုတ်ဘဲမတက်ဆိုင်တဲ့အလုပ်တွေလုပ်ရတဲ့အခါစိတ်တကြကအလုပ်အပေါ်စိတ်ဝင်စားမှုရောကြသွားနိုင်ပါတယ်။နံပါတ်3အချက်ကတော့ကိုယ်ပိုင်ဆွေးရည်ထုတ်တမှုကိုအဟန့်အတားဖြစ်စေတဲ့အချက်ပါပဲ။တကယ်လို့အလုပ်ရခဲ့ရင်တော့မိမိရဲ့အထူးကအကျဉ်းချင်မှုနယ်ပယ်ကိုအပြည့်အဝအသုံးမချရတဲ့အခါဒါမှမဟုတ်များပြားရှုပ်ထွေးတဲ့တာဝန်တွေကြောင့်ဆွေးရည်တစ်ခုချင်းစီကိုအာယုံဆိုင်ပြီးမြင့်တင်ဖို့အခွင့်အလမ်းနေပါတော့တတ်ပါတယ်။ ဒါကြောင့်အလုပ်ရှင်တွေအနေနဲ့အလုပ်ခေါ်ကြတွေမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဝန်ထမ်းတွေရဲ့အလုပ်တာဝန်တွေကိုတည်တည်ကြာကြာပြန်လည်ကြီးစုချိန်ညှိဖို့လိုပါတယ်။အလုပ်နေရာတစ်ခုချင်းစီအတွက်လိုအပ်တဲ့ job description တွေကို ရှင်းရှင်းလင်းလင်းတည်တည်ကြာကြာရေးဆွဲသင်ပါတယ်။ရာထူးအတွက်အတိတ်ကလိုအပ်တဲ့ကျန်းကျင်မှုတွေအတွေ့အကြုံတွေနဲ့တာဝန်ဝတ္တရားတွေကိုပဲဖော်ပြသင်ပါတယ်။ရှိရင်ပိုကောင်းမဲ့အရေးအချင်းတွေနဲ့မရှိမဖြစ်ရှိနေရမယ့်အရေးအချင်းတွေကိုရောထွေးထားတာမျိုးရှောင်ရှားသင်ပါတယ်။ အလောက်လျှောက်သူတွေအနေနဲ့လည်းအလောက်ခေါ်ကြတွေကိုတေချာဖတ်ရှုပြီးကိုယ့်ရဲ့အရေးအချင်းနဲ့အတွေ့အကြုံတွေနဲ့တကယ်ပဲကိုက်ညီမှုရှိရလားဆိုတာစမ်းစစ်တင်ပါတယ်။မရေရာတဲ့ job description တွေကိုတွေ့တဲ့အခါကုမ္ပဏီရဲ့ background ကို လေ့လာတာစုံစမ်းတာမျိုးလုပ်တင်ပါတယ်။ဒါကြောင့်အစုံသောအလောက်ခေါ်စာများကနှစ်ဦးနှစ်ဖက်အတွက်အကျိုးမရှိစေနိုင်တဲ့ကိစ္စရပ်ပဲဖြစ်ပါတယ်။ဒီလိုအလုပ်ခေါ်စာတွေကိုကုမ္ပဏီတွေဘက်ကလည်းစင်ချင်းသတိပြုမှသာနှစ်ဦးနှစ်ဖက်အတွက်အချိန်ကုန်တက်တာပြီး အကောင်းဆုံးရလဒ်တွေရရှိနိုင်မှာဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးကတော့သတိထားရမယ့်အစုံသုံးလောကစားများဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်။နောက်ထပ်လည်းဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေကိုထပ်ပြီးတင်ဆက်ပေးအောင်လဲဆိုတာဒီဗီဒီယိုလေးရဲ့ comment box တွေမှာ comment လေးရေးပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။